ါပါကျွန်တော်ဒီနေ့ဧပြီလ15ရက်နေ့အင်္ဂါနေ့တည်တာအတွက်ဖြစ်ပြလာတဲ့ကမ္ဘာရွှေစီးနေတာကိုကျွန်တော်သုံးသပ်ပြောကြပေးသွားဖြစ်ပါတယ်။ဟုတ်ပြီလက်ရှိဈေးငွေနေတဲ့ကမ္ဘာရွှေစီးရဲ့နေတာကိုသုံးသပ်လို့ရအောင်လို့ကျွန်တော်တို့ဟိုကမ္ဘာရွှေရဲ့ချက်လေးကိုတစ်ချက်သွားကြည့်လိုက်အောင်ပေါ့နော်။အာဒီနေရာမှာကျွန်တော်တခုရှိရဈေးညင်ညင်ပြောရခါမှာနည်းနည်းလေးတော့ထူးခြားဖြစ်စရာဖြစ်နေပြီ။ဘာလို့ဆိုတော့ကမ္ဘာရွှေဈေးကကျွန်တော်တို့ကမနေ့ကဆိုပြကျွန်တော်တို့3,230နားလောက်မှာဈေးဖွင့်လာပြီးတော့လက်ရှိမှာ3,98 3,99 ်တက်နေရအောင်အဲ့ရပြတ်ကားဈေးကအလုတ်ခတ်ရှိရလို့ပြောလို့ရတယ်ဒါပေမဲ့အရင်ရက်တည်းကနေစရင်ဒီမှာကကျွန်တော်တို့ပြီးခဲ့တဲ့အပတ်တောက်ကြကြတာပရိဘုဒ္ဓဝုနေ့နေရနေစရင်မနေ့ကကဘာရွှေစီရလဲလှုပ်တော့လှုပ်တယ်ဒါအရင်မလှုပ်ဒီနေ့မနေ့ကကဘာရွှေစီရလဲကျွန်တော်ကတက်တော့တက်တယ်ဗျာကျွန်တော်တို့ဒီအာပစ်နက်ဆဲဆဲ ဆက်ချစ်ပြအလောက်လောက်ပဲကျွန်တော်တက်တာဖြစ်တာဒါဟုတ်ဈေးအလုတ်ခတ်အရင်ကတင်တဲ့စာရေးဈေးအလုတ်ခတ်ကျန်းတယ်လို့ပြောလို့မရပဲဈေးညင်နေရလို့ပြောလို့ရပါတော့เนาะအဲ့ဒါဖြစ်တာဒီနေ့မနေ့မှဆိုရင်ကဘာရွှေဈေးကကျွန်တော်တို့အာ3နှစ်တင်နေစီတဲ့မှာဈေးဖွင့်လာခဲ့တဲ့လက်ရှိချိန်ဒီအနေဆုံးနေနဲ့ကျွန်တော်တို့3.2ရ6ထိကျခဲ့တယ်ခင်ဗျ အမြင့်ဆုံးအနေနဲ့3.9တိတက်ခဲ့ပြီးလက်ရှိမှာတော့3.8စီတန်းမှာ CP နေနေသားလေးကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒါပြတ်တဲ့ခါမှာမနေ့ကကဘာရွှေစီကကျွန်တော်တို့ကညဘက်တမနေ့ညဘက်တော့ဆိုရင်ကျွန်တော်တို့3.9တွန်းလောက်ထိကျခဲ့တယ်ပြီးတော့ပြချက်ချင်းပြတ်တက်သွားတယ်။ပြောရင်တော့ကဘာရွှေစီကိုကျွန်တော်တို့ကအောက်ကိုဆွဲချရတဲ့အယောင်သမားတွေဆွဲချရတယ်။ဒါပေမဲ့အောက်ရောက်ပြီးဆိုတာနဲ့အဝယ်တွေပြန်ပြန်ဝင်လာပြီးတော့တက်သွားတဲ့အနေအထားမျိုးရှိရခင်ဗျ။တကယ်လို့ဒါကျွန်တော်ကဘာရွှေစီဒါဒီနေ့မှာဆက်ကြခြင်းနဲ့ဆက်ဆက်ကြခြင်းနဲ့ဆိုရင်ပေါ့နော်။အ ਨੇ ဆုံးပြကျွန်တော်တို့ 3နှစ်30စင်းနဲ့အောက်လောက်မှာကျွန်တော်တို့နည်းနည်းလွတ်ကျွတ်ကျွတ်ဈေးပိတ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့အဖက်တစ်ခါမှာကျွန်တော်တို့3နှစ်30အောက်တော့မနေ့တုန်းကတနေ့သာဈေးမပိတ်နိုင်ခဲ့ဘူး3နှစ်30နားဝင်းကျင်မှာပဲဈေးပိတ်သွားတာဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်အမြန်ပြောမယ်ဆိုကမ္ဘာရွှေစီကအသက်အားရှိနေတုန်းပဲခင်ဗျလက်ရှိမှာကျွန်တော်တို့ကတောင်းလျှောက်တက်လာခဲ့တယ်ပေါ့နော်တောင်းလျှောက်တက်လာခဲ့တယ်ဒီနားလေးမှာကျွန်တော်ဈေးငိမ့်နေဒီနေ့မနေ့ရတဲ့ဈေးငိမ့်နေဒီနေ့ဒီနေ့လည်းဈေးငိမ့်နေရဲ့အနေထားလို့ပြောလို့ရတယ်ဒါပေမဲ့ တက်တဲ့ဈေးညီနေဆိုတဲ့အနေထားကြဖို့အတွက်ကျွန်တော်တို့ကအာယူနေခြင်းမဟုတ်ခင်ဗျဆက်တက်သွားတာမျိုးလည်းဖြစ်နိုင်တယ်တကယ်လို့ကြမယ်ဆိုရင်တော့ကျွန်တော်ကဒီနေရာမှာမနေ့ကကျွန်တော်ခုနပြောတော့3.30အောက်ဈေးတန်းမှာအ ਨੇ ဆုံးဈေးပိတ်နိုင်ဖို့လိုအပ်တယ်လို့ဒါမှမဟုတ်လည်းကျွန်တော်ဈေးအကြတော့ပေါ့နော်တောက်ကြနေရဈေးအသက်သုံးသက်ကြီးတဲ့ဈေးအကြတော့ရင်းပြီးဖို့လိုအပ်တယ်ခင်ဗျ အခုက330အောက်တောင်ဈေးမပိတ်သွားနိုင်လားပြတ်ကောင်ကျွန်တော်ကဘာချွေးစီကိုအတက်အားရှိနေတော့မယ်လို့ယူဆတယ်။ဒါပေမဲ့ဒီနေ့မှကြာတော့ကျွန်တော်တို့ကအရန်ကြီးတက်လိမ့်မယ်လို့လည်းမထင်သေးဘူး။မနေ့ကအမြင့်ဆုံးဈေးနှားလောက်ပဲသွားတက်လိမ့်မယ်ထင်တယ်ပေါ့နော်အဲ့ဒါပြတ်ကားမှာလက်ရှိကဘာရွှေဈေးကိုကျွန်တော်တို့ကအပေါ်ဈေးအောက်ဈေးခွဲခြားတက်မှတ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တစ်ချက်ပြပေးမယ်အပေါ်ဈေးကိုတော့ကျွန်တော်မနေ့ကတော့3.5လီတီတက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်လလုပ်ပုတ်ပုတ်အပေါ်ကို3.50လောက်ထိကျွန်တော်ယူလိုက်မယ်အပေါ်ဈေးက3.50 အောက်ဈေးကတော့မနေ့တုန်းကအနေဆုံးကြားခဲ့တဲ့ဈေးနဲ့နာပေါ့ကျွန်တော်3190နာအောက်ဈေးလို့တတ်မှတ်လိုက်3190ဒီဝင်းကျင်ပေါ့3190ဟုတ်ပြီအဲ့ဒါပြတဲ့ခါမှာဒီနေ့ကပားရွှေဈေးတော့ကျွန်တော်အပေါ်3190အောက်3190ဒီကြားဈေးအသက်ကြပြီးနေလိမ့်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်ဈေးအလောက်ခတ်ကြီးကြီးမားမားဥမာဈေးအတက်အားကောင်းသွားတာမျိုးတွေဘာရောမရှိနိုင်ဘူးလားမင်းမဲဆိုဒီနေ့အဖို့တော့ကျွန်တော် ချိလိမ့်မယ်လို့ကျွန်တော်တိတ်မမြင်ဘူးပေါ့နော်ဒါပေမဲ့လည်းပြောမြောက်ကဘာရွှေဆိုတာကျွန်တော်မှန်းထားတဲ့အတိုင်းဖြစ်ချင်မှဖြစ်လိမ့်မှာပေါ့နော်ကျွန်တော်တက်တော့တက်မယ်မနဲ့3.50ဒါမှ3.50အထက်လောက်ပေါ့နော်ဟိုလိုမျိုးကြီးတွေကျွန်တော်တို့ဟိုအပေါ်ထိဆက်တက်ဖို့အနေထားဒီနေ့တော့တိတ်မတွေ့ဘူးမနဲ့ပြန်လို့ဘာလို့တော့ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါပတ်သက်ခါမှာကျွန်တော်တို့ကဒီနေ့ကဘာရွှေဆိုရင်ကျွန်တော်ဘယ်လိုမျိုးအယောင်းဝယ်လုံးတင်လန့်လို့မိမယ်ဆိုရင်ကျွန်တော်ကရှစ်မိုင်အပေါ်စေးရောင်းအောင်စေးဝယ်ဟုတ်ဆိုအပေါ်စေးဟုတ်တယ်အပေါ်စေးရောင်းအောင်စေးဝယ်ပေါ့နော်ကျွန်တော် အပေါ်စိမ်းမှာရောင်းမယ်အပေါ်စိမ်းဘယ်လောက်လဲ3.50နဲ့3.50ဈေးတန်းအထက်မှာရောင်းလို့ရတယ်ကိုကတိကျခြင်းနဲ့ဆိုရင်ဒီလိုမျိုးကန်တဲတွေကိုကြည့်ကန်တဲ confirmation နဲ့စောင်းစောင်းပြီးတော့ကျွန်တော်တို့အဲ3.50နဲ့3.50ဈေးတန်းအထက်မှာရောင်းလို့ရတယ်ခင်ဗျာအဝယ်ဆိုရင်တော့ကျွန်တော်က3.90နာမရဲ့ဝယ်3.90နာဈေးကြတယ်ဆိုရင်ဝယ်လို့ရတယ်တကယ်လို့3.90နာဈေးမကြခဲ့ဘူးဆိုရင်ကျွန်တော်တို့ကဒီပေါ့နော်3.30 3.30နဲ့3 နားဝင်းကျင်မှာကျွန်တော်တို့ကအာအတိပုချက်နီးပညာပိုင်းအတိပုချက်စောင့်ပြီးတော့ဝယ်လို့ရတယ်အဲ့ဖက်ကဒီနေ့ဝယ်ရမယ့်ဈေးတန်းဆိုတော့နှစ်ခုပဲ3နှစ်30နာမှာဝယ်ဖို့စောင့်လို့ရတယ်3190နာမှာဝယ်လို့ရတယ်အယောင်းအသက်ဆိုရင်တော့ကျွန်တော်တို့3250နာမှာရောင်းလို့ရတယ်တကယ်လို့ပြောတော့ဒီနေ့တဏိတာသွင်းမှာဒါကဘာရွှေဈေးဒါ3250အထက်မှာအချိန်တနာရီအတိုင်းတာပိတ်စေးကျွန်တော်တို့ market ကိုရ H1 ကန်နေနဲ့3250ထက်မှာဖောက်တက်ပြီးစေးပိတ်သွားရင်တော့ ဈေးကြတိုင်းလိုက်ဝယ်တော့ကျွန်တော်တို့3နှစ်80လို့3နှစ်80လို့လောက်ဒီဥတီသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီနေ့မှာတော့အဲ့လိုမျိုးဖောက်တက်နှိမ့်နိုင်လိမ့်မယ်လို့ကျွန်တော်တော်ဦးတဲ့အမြင်ကမထင်ဘူးပေါ့နော်မထင်ဘူးမနဲ့ပြန်လောက်တော့အဲ့ဒီဈေးအတက်အားကောင်းတာလေးပါလေရှိလာနိုင်တယ်ဒီနေ့မှာတော့ဒီကြားထဲပဲပြင်းနေလိမ့်မယ်မှန်းနဲ့ခင်ဗျအဲ့ဖက်တဲ့ခါမှာကျွန်တော်တို့ဒါကတော့ကျွန်တော်တို့အယောင်ဝယ်လုံးတင်တဲ့ဈေးရန်လေးလေးပေါ့နော်အာတခုရှိတာကကျွန်တော်တို့ကလက်ရှိကဘာရွှေဈေးကကျွန်တော်တို့အတက်ဖက်ကို တီးနဲ့သွားနေတဲ့အနေအထားပေါ့တတ်အတက်ဖက်ကိုပြန်သွားနေတဲ့အနေအထားမျိုးဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကလောက်တော့အတက်အားမကောင်းသေးဘူးဒါပေမဲ့ဒီနေ့မှဆိုရင်လည်းကျွန်တော်ကမနက်ခင်းမှကိုဈေးပြန်ကန်တက်တယ်ပေါ့နော်ပြောချင်တာကြတယ်ပြန်ကန်တက်တယ်ကြတယ်ပြန်ကန်တက်တယ်အဲ့ဒီအနေအထားမှာဆိုရင်ကျွန်တော်တို့ကဘယ်ဘက်မှနေတာကျွန်တော်တို့က risk ပိုနေတယ်မြင်မယ်ဆိုရင်ကျွန်တော်တို့ကတော့ကိုကတကယ်လို့ပေါ့နော် risk ပိုနေခြင်းနဲ့ဆိုရင်တော့ဈေးကြတိုင်းအဝယ်ကိုစောင့်တာတော့ပိုပြီးတော့ကောင်းပါလိမ့်မယ်ဘာလို့လဲမြင်မယ်ဆိုရင်ကျွန်တော်တို့က အယောင်နဲ့ဒီကာလမှာကျွန်တော်တောက်လျှောက်ထိခဲ့ရပါဘာဒါပေမဲ့ဒီကာလမှာလည်းကျွန်တော်ဒီဈေးတန်းတွေမှာအယောင်နဲ့လူတွေမရှိဘူးလားရှိရှိတော့မယ်ဥပမာ3နှစ်30လို့3နှစ်20လို့ဘာလို့မှအယောင်နဲ့လူတွေမရှိဘူးလားရှိတော့မယ်ခင်ဗျအဲ့ဘက်ကမှာအယောင်ကကျွန်တော်တို့တောက်လျှောက်ထိလာခဲ့တာပြတ်တက်ခံပါလက်ရှိမှာရှင်းပါတယ်ဈေးကွက်အနေထားရအယောင်ကအဝယ်ထက်စာရဲ့ risk များနေတယ်ခင်ဗျ risk ပိုများနေတယ်ကျွန်တော်ကရောင်းချင်တယ်ဆိုရင်တော့မအပေါ်ဈေးတန်းနာတနည်းအားဖြင့်လက်ရှိဒီအမြင့်ဆုံးတက်ခဲ့တဲ့ဈေးတန်းနာတွေစောင့်ပြီးမှရောင်းတာတော့ကျွန်တော်တို့ကပြန်နောက်ဆုံး risk ဖြစ်ရင်တော့မှ risk နဲနိုင်နေပေါ့နော်အဲ့ဒါပြတဲ့ခါမှာကျွန်တော်အဲ့ဒါလေးလေးကိုကျွန်တော်တစ်ချက်တတိထားဖို့လိုအပ်ပါတယ်အမြင့်ဈေးကိုစောင့်ပြီးမှရောင်းမှရောင်းခြင်းတော့မှအာသူရဈေးနဲ့နေဟိုလက်ရှိ3နှစ်9ခွန်းတော့3နှစ်8တော့3နှစ်30တော့ဘာလို့မှရောင်းနာမျိုးတွေတော့နည်းနည်းတတိထားတခုရှိရပေါ့ခုနကကျွန်တော်ကျွန်တော်ပြောလို့မျိုးနီးပညာပိုင်းအတိပုချက်ရလို့ကန်တဲတွေရအကြောက်ဖို့ပြလို့ရောင်းနာမျိုးဆိုရင်တော့တစ်မျိုးပေါ့ အဲ့လိုကန်ဒရီယာရောင်းဖို့ပြလို့နီးပညာပိုင်းကရောင်းဖို့အတိပုချက်ပေးရင်တော့မှပြင်ပြောမှာဆိုကျွန်တော်ဆိုရင်အမြင်စေးမဟုတ်ရင်မရောင်းရဘူးဘာလို့လဲဆိုလက်ရှိကပားချွေစည်းရပြီးခဲ့တဲ့၄လလောက်မှာတေချာတဲ့အဝဲနဲ့အယောင်းဆိုရင်အယောင်းနဲ့ထိတဲ့ trader တွေကအများလိမ့်မယ်အယောင်းကြောင့်ရှုံးခဲ့တာတွေကမနေ့ရှုံးခဲ့တဲ့ trader တွေကအများစုပေါ့နော်အဝဲကြောင့်ထိတဲ့လူတွေမရှိဘူးလားဆိုရှိတော့ရှိရနဲတယ်အဲ့ဒါပြတ်ကကျွန်တော်ကအခုချိန်ဒီတဲကိုကရောက်တဲ့ဈေးတန်းမှာရောင်းနေတော့မယ်အမြင်စေးမဆောက်ဘဲနဲ့ရောက်တဲ့ဈေးတန်းရောင်းနေတော့မယ်ဆိုရင်တော့ ါအဲ့ဒါကိုကအရင်ကဖြစ်ခဲ့တဲ့ဟာကိုတန်ခမ်းစာမြူနိုင်နဲ့မြူနိုင်ဘူးလို့ပဲကျွန်တော်သတ်မှတ်ရမှာပေါ့နော်အဲ့ဒါပတ်သက်ကမှကျွန်တော်ဒီနေ့မှတော့အဝယ်ကိုဦးစားပေးစေခြင်းနဲ့ရောင်းဖို့ဆိုရင်ကျွန်တော်အဲ့အမြင်စေး350နာစောင့်ပြီးရောင်းလို့ရတယ်ပြီးတော့ဒီနေ့တိုင်းဒါအပိတ်စေးဒါတကယ်လို့အာသုံးနှစ်30အောက်ပေါ်တော့အနည်းဆုံး3နှစ်30အောက်ပိတ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကပားရွှေကိုမနှက်ပြန်ရေတိုလေးအနည်းဆုံးပြန်ကြဖို့မှန်းလို့ရတယ်ခင်ဗျ3နှစ်30အောက်မပိတ်မချင်းတော့ကျွန်တော်ရေတိုပြန်အကြတော့မှန်းလို့မရဘူး အဲ့ရနဲ့စန့်ကျင်ဘက်ပေါ့ဒီနေ့တရက်တာပိတ်စေးတာကျွန်တော်တို့3250အထက်ပိတ်သွားခဲ့ရင်တော့ဒီတစ်ပတ်ထဲတော့ကျွန်တော်3290လို့3300လို့နီးပညာပိုင်းကမှန်ထားတာပိုကောင်းပါလိမ့်မယ်အဲ့ပတ်သက်ခါမှာကျွန်တော်ဒီနေ့အပိတ်စေးရဘယ်မှာပိတ်လဲ3250အောက်ပိတ်လား3250အထက်ပိတ်နိုင်မလားစက်ပြီးစောင့်ကြရဖြစ်ပါတယ်မနေ့ကတော့3230နာဝင်းကျင်မှာပိတ်သွားခဲ့တယ်ပေါ့နော်ဟုတ်ပြီ ဲ့အဖက်ကဒါလေးကနီးပညာပိုင်းရသုံးချက်လေးဖြစ်ပါတယ်တရင်ပန်းကိုသွားကြည့်မယ်ဆိုရင်တော့တရင်ကဒီနေ့မှမရှိဘူးဗျတရင်ကတရင်နိုင်ငံက200ဆက်တိုက်မရှိဘူးပေါ့နော် မရှိတာဖြစ်တဲ့ခါမှာပြီးတော့ကျွန်တော်တို့က trade war နဲ့ပတ်သက်တဲ့ဟိုတနည်းအားဖြင့်ကုန်သွယ်ကုန်ရည်နဲ့ပတ်သက်တဲ့ update news တွေလည်းလက်ရှိမှာငြိမ်းနေသေးတယ်။ trend ကကျွန်တော်တို့ electronic drop device တွေကကုန်သွယ်ကုန်ဟိုမကောက်ဘာညာပြောပြတဲ့နောက်ပိုင်းအဲဒီနေ့မနက်မှာဆိုတဲ့သတင်းတော့ထွက်လာသေးတယ်။ဒါအတိပုတ်လို့တော့မရသေးဘူးပေါ့နော်။အာ သူကုံသွဲကုံကိစ္စကိုအလျော်ပေးမှမဟုတ်ဘူးဗာညာတွေတော့တရင်နေထွက်လာသေးတယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်သင်သားတော့မနေ့ပြန်လောက်ကစပြီးတော့အဲ့တရင်နေထွက်လာပြီးတော့ဈေးအလုတ်ခတ်တွေရှိလာလိမ့်မယ်ဒီနေ့မှတော့တရင်နေငိမ့်နေလေးအောင်မယ်ထင်ပါတယ်ပြီးတော့ဒေါ်လာအင်းသက်ကိုတွားကြည့်မယ်ဆိုရင်လည်းတရားကိုမကြုံနိုင်သေးဘူးတို့လိုက်နေပြတရားနှစ်နာမပြောနဲ့တရားတော့မကျော်နိုင်တဲ့အနေအထားမှာကဘာရွှေစီရတော့တပတ်ကသတင်းချက်လက်ပိုင်းရသူနဲ့ဆန့်ကျင်ဘက်အနေအထားမှာရှိတဲ့ကဘာရွှေရတော့အမြင့်ဈေးတန်းမှာပဲဆံမြန်းနေဦးမှာပဲကြာလဲခဏပဲ ပြင်ပြန်တတ်မှာတို့ရအင်တာပြန်အားကောင်းလာဖို့လိုအပ်တယ်ဗောနပြန်အားကောင်းလာလို့ဆိုတော့ကျွန်တော်ပြအရင်ကမြင်နေ105 106တို့ပြောတာမဟုတ်အနည်းဆုံးပြ100ထက်လောက်ကျော်တယ်ဗျာတရားနှစ်နာဝင်ချင်ရအောင်ပို့ကောင်းနေပဲအဲ့လောက်တို့ရအင်တာပြန်အားကောင်းလာရင်တဖက်ကကဘာရွှေစီအကြလေးအကြအားလေးဝင်ဖို့ကျွန်တော်မျှော်လင့်ချက်ရှိတာဗောမဟုတ်ဘဲနဲ့တို့ရအင်တာက69နာဒီမှာဝဲနေတွေ့တော့ တစ်ဘက်ကကဘာရွှေရတော့ကျွန်တော်ဝဲလူအားတွေတော့သတင်းချက်လာပိုင်းအောင်ဝဲလူအားတွေတော့ကြံနေအောင်ပါပဲဖြစ်ပါတယ်။အဲ့ဘက်ကကျွန်တော်တကုတ်တရီထားဖို့လိုအပ်တာကအဲ့ဒီပေါ့နော်ကျွန်တော်စင်တင်းမှာထွက်ခဲ့တဲ့ trunk က electronic device တွေကိုကျွန်တော်တို့အာအခုမကောက်ပါညာပေါ့နော်တရုတ်ကိုကုံတွယ်ရေးကုံတွယ်ခုံကိစ္စနဲ့ပတ်သက်ပြီးအ short ပေးတဲ့ဘာညာအဲ့စောင်းပါတွေတက်လာပေါ့အဲ့ဟာကကျွန်တော်တို့ကနှစ်ချောင်းပေးတာမျိုးဖြစ်နေတယ်။နှစ်ချောင်းပေးတဲ့ဆိုတာကျွန်တော်တို့ဟာ trunk ကပြတရုတ်ကိုကျွန်တော်တို့ကုံတွယ်ခုံကိစ္စနဲ့ပတ်သက်ပြီးအ short ပေးလိုက်တဲ့ဆိုရင်အာဒါဆိုရင်တော့ပုံမှန်သဘောတရားစဉ်းစားကြည့်တော့ဟာကဘာရွှေစီကြာမယ် ကြာမယ်အားမှာဆိုကျွန်တော်အယောင်းနေပြုံဝင်ကြတယ်ဟာရောင်းနေရောင်းနေကပတ်ရွှေစိကြာတော့မှာမှန်နေကြာကောင်းကြာနိုင်ဒါပေမဲ့အပေါ်ဦးအပေါ်ကြီးဆွဲတင်သွားဥမာပြ၃၃၀လောက်ကြီးဆွဲတင်ပြီးမှကြာသွားတာမျိုးမဖြစ်နိုင်ဘူးလားနံပါတ်၁တစ်ချက်ကြာတယ်မှန်နေဒါပေမဲ့ကျွန်တော်တို့အဝယ်သမားကြီးရာစီတောက်လျှောက်တောက်လျှောက်လိုက်ဝယ်ရတယ်အပေါ်အထိကျွန်တော်ဆွဲတင်သွားတယ်၃၃၀လောက်မှတို့ရဲ့အဝယ်တွေကိုအမျက်တွေနဲ့ပိတ်ကြတယ်အမျက်ပိုင်းပြီးမှပြန်ထိုးကြသွားတာမျိုးမဖြစ်နိုင်ဘူးလားနံပါတ်၁နံပါတ်၂ပေါ့နော်ပြီးတော့ထရန့်ရဲ့အနေထားကြီးနဲ့ပြကျွန်တော်တို့တရုတ်ကိုသူက အာဆိုရှယ်မီဒီယာပေါ်မှာရောဒေသခြေနေဝင်မှာတောက်လျှောက်ကျွန်တော်တို့သတင်းမီဒီယာတွေရောတောက်လျှောက်ကျွန်တော်တို့တိရုံနဲ့ပတ်သက်ပြီးကျင်းဝါနေရတယ်ရုပ်တရက်ကြီးအလျှော်ပေးတာမျိုးကအလျှော်ပေးလိုက်တာမျိုးကဖြစ်နိုင်ပါမလားအဲ့ရလဲစဉ်းစားစရာရှိတယ်ပေါ့နော်ကျွန်တော်တို့ဒါ new အနေနဲ့ fake ပြပြီးအာကျွန်တော်တို့အယောင်ဘက်စိတ်ရအောင်ပြပြီးရောဈေးဆွဲတင်သွားတာမြေတောင်မဈေးတက်သွားတာမျိုးတွေဖြစ်နိုင်တယ်ဒါကတော့ကျွန်တော်အခုချိန်ဒီတောက်လျှောက်ကြုံခဲ့ရတာကြာမယ်ရောင်းနေ1800 2900 3000 3000ရောင်းနေ တောင်းချောက်တောင်းချောက်တက်တယ်အခုလည်းဒီတိုင်းပြတာတော့တော့နေရအာအထက်မှာရောင်းမယ်ကပတ်ဒီကျွန်တော်တို့အာဒီကုန်သွယ်ကုန်ကိစ္စ track အလျှော်ပြီးတော့မယ်ဘာညာသတင်းထွက်တယ်ဒါမဲ့လည်းကျွန်တော်တို့ဒါသတင်းရသတင်းပဲတပတ်ကနီးပညာဘာညာကျွန်တော်အာတိတာတဲ့အကြအမျိုးအခုချိန်ကြီးမတွေ့ရတဲ့တိတာတဲ့အကြအပြဘလို့မျိုးလဲမိမယ်ဆိုဗျာဟိုမှာမနေ့က3210အောက်ပိတ်သွားရင်ဟုတ်ပြီကျွန်တော်ဒါဆိုနီးပညာဘာညာလည်း ကြပဲအလားလားပြနေဒါဆိုတော့ရောင်းဖို့စဉ်းစားအောင်စဉ်းစားမယ်ဒါမှမဟုတ်ဗျာတကယ်တာမှဈေးအကြတော့ခက်ကြီးကြီးပြီးသွားတယ်โอเคအဲ့ဆိုရောင်းဖို့စဉ်းစားမယ်ခုကကြတော့တပတ်သတင်းထွက်တာသတင်းထွက်တာအပိုင်းတပတ်ကဒေါ်လာအင်တက်ကြီးကလည်းပြန်မတက်တော့ဒေါ်လာအင်တက်ကလည်းပြန်မတက်တော့တပတ်ကလည်းကျွန်တော်တို့သတင်းအာတပတ်ကလည်းကျွန်တော်တို့ကဘာချွေစီရလဲကျွန်တော်တို့မနေ့ကတော့ညတော့အကြတော့ပြသွားပြီချက်ချင်းပြန်တက်တယ်အဲ့ဒါပြတဲ့ခါမှာကျွန်ကျွန်တော်တို့ကအဲ့သတင်းမျိုးကိုကျွန်တော်ကယုံပြီးတော့အယောင်းနေလိမ့်ဝင်တာမျိုးတတိထားပါ ကိုကရောင်းရင်တော့မှာဗျာတကယ်လို့ဗျာရောင်းချင်တယ်ဗျာဒီတင်းဝင်ကျွန်တော်ကဟုတ်ပြီမှန်ကောင်းမှန်သွားနိုင်တယ်မှန်တယ်အာဒီတင်းကအမှန်ဖြစ်ပြောကျွန်တော်ဈေးကွက်ပေါ်တက်ရောက်မရှိဘူးကြာကောင်းကြာသွားနိုင်အဲ့လိုကြာကောင်းကြာသွားနိုင်တယ်ဆိုရင်တော့မှအောက်ဈေးတွေပါလှန့်ရောင်းတာတဲ့အမြင်ဈေးမှာလှန့်ရောင်းအမြင်ဈေးမှာအဆောင်ပြီးတော့ရောင်းတာကျွန်တော်တို့ပို့ပြီးအနေနဲ့ကင်းပါလေပြီးတော့ risk management လည်းလုပ်ထားဖို့လိုအပ်ပါတယ်ကိုကဘယ်ဈေးဥမာဗျာတော့250မှာရောင်းမယ်ဘယ်ဈေးမှာအရှုံးပိုင်းမယ်တတ်မှတ်ထားဖို့လိုအပ်တယ်မဟုတ်ဘဲနဲ့အာတော့250မှာရောင်းမယ်လွတ်ထားမယ် အဲ့လိုလွတ်ထားမယ်ဆိုရင်ကျွန်တော်ကဘာရွှေစည်ပြောမရအောင်ကျွန်တော်ကဘာရွှေစည်တက်နိုင်တဲ့အမြင်စည်းရ infinity ပြောချင်တာပဲကျွန်တော်တတ်မှတ်ချက်မရှိဘူးဟာဒီနေ့ထက်3800တိပဲတက်ရမယ်တတ်မှတ်ချက်မရှိဘူး4000တိလည်းတက်ကောင်းတက်သွားနိုင်တာပဲ9000တိလည်းတက်ကောင်းတက်သွားနိုင်တာဒါကျွန်တော်တို့ကဘာနိုင်ငံကြီးအနေထားကဘာစီးပွားရေးအနေထားမှာမူတည်ပြီးတော့ ကမ္ဘာရွှေရနေထားလဲပြောင်းလဲမှုရှိမှာပဲအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ကအဲ့ဒီတသိချာကြီးပေါ့နော်ဒီလိုဒီလိုသတင်းထွက်လာလို့ဒီဈေးတက်မကြုံနိုင်ဘူးဒီဈေးမှာလိမ့်ရောင်းမယ်အဲ့လိုဟာမျိုးတွေတတိထားပါဒီကာလမှာကမ္ဘာရွှေထွေတာအများစုရှုံးကြတာအဲ့အကြောင်းဖြစ်ပါတယ်အယောင်နဲ့အယောင်နဲ့လိမ့်ဝင်နေဈေးတက်သွားတယ်ရှုံးအဲ့လိုပဲတခါလေကျွန်တော်တို့ပြီးခဲ့တဲ့ကျွန်တော်တို့ဧပြီလပထမပတ်တော်ကလည်းဈေးအကျအနေထားမှာအဝယ်တွေလိမ့်ဝင်နေတမန်တမန်ဝယ်လက်ဒါမဲ့ဈေးကအောက်ကိုတောက်ချောက်ထိုးကြသွားတယ်အမှားလဲအရှုံးပေါ်ကြတယ်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ကဈေးကွက်ကိုကျွန်တော်တို့ကဗျာ တခြားနီးပညာပိုင်းကမတုံးသက်ဖက်နဲ့တစ်ဖက်ကသတင်းတွေကိုယုံပြီးတော့ blind buy blind sell တွေမလုပ်ကြပါနဲ့အဲ့လိုလုပ်တာဒီကာလမှာကျွန်တော်တို့ကပ္ပရှိအရောင်းမလို့တက်ခါမှာအရန်အနေရမြပါပါလေအဲ့အလေးကိုကျွန်တော်တတိပေးလို့ပါတယ်တရင်ပိုင်းရလဲကပ္ပရှိကျွန်တော်ခြုံငုံပြောရမယ်ဆိုကပ္ပရှိစီကအတက်အားရှိနေတော့ပါပဲအဲ့ဘက်တက်ခါမှာဒီနေ့မှာတော့ကျွန်တော်ကတော့အရန်ကြီးအတက်ကြကြီးကြီးမားမားတွေတိတ်မြင်ရမယ်လို့မထင်ဘူး လုံးဆုံးတက်ကျွန်တော်လက်ရှိနေ3350 3355ပေါ့အာအလုံးဆုံးကြအောက်က3190 3185လောက်ထိပဲမှန်ထားပါတယ်ဒါတော့ကျွန်တော်တုံးချက်ပေါ့နော်ကဘာချွေစီကမှဘာမစိုးဖြစ်နိုင်တာမလို့ကျွန်တော်တုံးချက်နဲ့လွဲချော်ပြီးတော့ဈေးအတက်ကြကြီးမမာကြီးဖြစ်သွားတာမျိုးလဲရှိကောင်းရှိနိုင်ပါအဲ့ဒါဖြစ်တဲ့ကမှအထူးတတိထားပြီးအယောင်းဝယ်လောက်ကြဖို့ကျွန်တော်ထပ်ပြီးတော့တိုက်တွန်းခြင်းပါတယ် ဒါလေးရောကျွန်တော်ဒီတရားသားသုံးချက်ပြီးတော့ဖြစ်ပါတယ်အာကျွန်တော်စီမှာပေါ့နော်ဒီကမ္ဘာ့ရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့အခြေခံ online တင်တဲ့နေတယောက်ချင်းနဲ့ဆိုရင်တော့ကျွန်တော်စီကို Messenger Telegram နေရနေကျွန်တော်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ရဲ့အခုလိုမျိုးသုံးသက်ချက်ဗီဒီယိုတွေကို up to date ကြည့်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel လေးလေးကိုလည်း see fat and subscribe လေးလောက်ထားကြပါခင်ဗျာကျွန်တော်နဲ့မနေ့ပြပါတော့ကျွန်တော်တို့ Evela 16ရဲ့ကမ္ဘာ့ရွှေစီးကွက်သုံးသက်ချက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲဒီနေ့မှာ အကျိုးမြတ်များများပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါခင်ဗျာ